အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ18ရက်စနေနေ့နေ့ကစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မခွေတိုင်းခံတော်မျိုးရှောက်ပေခေါ်အောင်မြေရွာမှာခြေကုပ်ယူထားတဲ့စစ်ကောင်စီစစ်ကြောင်းဟာတမန်လေးကလက်နဲ့ကြီးနဲ့ထင်ရမြင်ရပြစ်ခတ်ဖျက်ဆီးလျက်ရှိပါတယ် ဂျမန်နီကတော့နယ်မြေကန်တက်အမှန်60ချီလင်းတန်းရဲ့အနီးဒေတာခေါ်ဘရောက်ပင်ဂိတ်ရဲ့မြောက်ဖက်အဝင်ဂိတ်ကနေ120မမအမြောင်းနဲ့မြစ်တာမြစ်အနောက်ဖက်ကမ်းနေရာတွေကိုသုံးချက်ထက်မနည်းပြစ်ခတ်ထားပြီးထိခိုက်မှုမရှိဘူးလို့သိရှိရပါတယ်။မွေတိုင်းဘရန်တက်နယ်ပသိမ်မောင်လန်းအိုရင်းတောင်ကြီးမြောက်များကုန်းရွာအနီးမှာထိတွေ့မှုရှိခဲ့ပါတယ်။ကချင်ပြည်နယ်မွန်းညင်ပြန်အင်တော်ကြီးဒေတာထိတွေ့တိုက်ပွဲမှာရှမ်းပြည်ပြည်သူစစ်တွေအထိခိုက်အသေးအပြောက်များခဲ့သလို KIA ကချင်လွတ်မြောက်ရေးတပ်မတော်ဘက်ကလည်း၂ယောက်ကြာဆုံးခဲ့ရပါတယ်။ ဆိုပါနေရပါဒရုန်းတိုက်ခိုက်မှုကြောင့်ချိခိုက်ကြဆုံးရတာဖြစ်ပြီးရှမ်းပြည်ပြည်သူစစ်တွေကတော့နမ်မွန်းစေယုံမှာပက်လက်တွေလန်နေလို့ဒေသခံပြည်သူတွေတောင်းစေယုံကနေဆင်းပေးလိုက်ရတဲ့အခြေအနေရှိပါတယ်လက်ရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုဘိုလ်ချုပ်အောင်စောထွန်းဟာစောင့်ကြည့်ရမယ့်ကစားသမားတွေမှာပါနေတာဖြစ်ပါတယ်အလုပ်တင်ဘိုလ်လောင်အမတ်စင်24ကျောင်းစင်းတယောက်ဖြစ်ပြီးဂျမန်တွေကပြောခဲ့သလိုခြေလင်တက်မှာသုံးမှုမဟုတ်တဲ့အပြင်စစ်စင်ကိုယ်ကဲမှုတက်မှာမှုမလုပ်ခဲ့ရဘူးပဲတိုင်မှုဖြစ်လာသူဖြစ်ပါတယ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်မှု ဘုံမှုချုပ်စိုးလိုက်ထောင်ချခံရပြီးအပတ်စဉ်လူဖြစ်တဲ့၎င်းဟာမန္တလေးမှာဒူတိုင်းမှုလုပ်နေရာကနေမြောက်ပိုင်းတိုင်းစစ်ဌာနတို့တိုင်းမှုဖြစ်လာခဲ့တာဖြစ်ပါတယ်။စစ်တိုင်းမှုတွေဟာပုံမှန်အားဖြင့်တမမှုစစ်စင်ရေးကုတ်ကဲမှုလုပ်ခဲ့ပြီးစစ်ကြောင်းကြီးတွေမှာကြားအုပ်လုပ်ပြီးမှသာစစ်တိုင်းမှုဖြစ်ခန့်ခံရတာဖြစ်ပါတယ်။ဒါကြောင့်မြောက်ပိုင်းတိုင်းစစ်ဌာနတို့တိုင်းမှုဟာလည်းကောကောင်တပွေဖြစ်စရင်သွင်းထားရမှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်သာမြို့နယ်ဝဲလောင်အုပ်စုတွေကထဏောင်းကုန်းရွာဒေသောင်းတိုက်ခိုက်မှုကတော့လွန်စွာရက်ထက်ရက်ဆက်ပြင်းထန်လာပါတယ်။ဒီအရလုံး အကောင့်တိုင်းကျန်တာဆိုလို့၁၀ရင်လောက်သာကျန်ရှိတယ်လို့သိရှိရပါတယ်။စကိုင်းတိုင်းဖေဘုံမြို့နယ်တာကန်တာကြီးကကိုလေတောင်းကနေဘုံကျဲတိုက်ခိုက်လျက်ရှိပြီးချိန်ခိုက်မှုစီးရင်ကိုစုံစမ်းနေတဲ့ဖြစ်ပါတယ်။ချိန်ချိုင်းတဲ့သကောက်အဆက်ကငပီချောင်းကြီးရွာတဝိုက်ကိုလေတောင်းကနေနေ့စဉ်ဘုံကျဲတိုက်ခိုက်လျက်ရှိပါတယ်။အဆိုပါဘုံကျဲတိုက်ခိုက်မှုကတော့အလွန်ထူးဆန်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ဘာမှမရှိပဲနေ့စဉ်နေ့စဉ်ပလိန်လာလာကျဲနေတာဖြစ်ပါတယ်။ကင်နီဒေတာ မိုးပြဲစစ်နှစ်နစာကိုအင်အား600ခန့်စစ်ကြောင်း3ကြောင်းထိုးဝင်ရောက်လာရာကနေခြိကြိုက်ကြဆုံမှုများစွာနဲ့အမှတ်422ခြေမြန်တိုင်ရင်ထဲကိုပြန်လည်ဆုတ်ခွာသွားရပြီဖြစ်ပါတယ်။စစ်ကောင်စီဘက်က23ရောက်မက်ဆီကိုက်ခဲ့ပြီးစစ်တုံးပန်းဒရာစင်ကျော်ကိုလည်းလက်ရဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။လိုင်ကော်ကတက်လာတဲ့စစ်ကြောင်းဟာလည်းကုန်းသာကိုကြော်လွန်နိုင်ခြင်းမရှိဘဲရပ်တန့်နေသေးတာဖြစ်ပါတယ်။ဖဲကုန်းစစ်ကြောင်းကလည်း80တိုးမလာနိုင်တဲ့အနေအထားလို့သုံးသပ်ရပါတယ်။တောင်ငူကွင်းထဲမှာ မမစကားမပြောရတဲ့ uniform ဝတ်လက်နက်ကန်အင်အားတရာကပြည်သူစစ်40ဝန်းကျင်နဲ့စစ်သား60ကျော်ပါတဲ့စစ်ကြောင်းတစ်ကြောင်းလှုပ်ရှားနေတယ်လို့သိရပါတယ်။တောင်ဝဒီမော်ဆိုလမ်းပိုင်းတောင်ဝကနေ12မိုင်ကအကွာမှာကြောက်လုံးကြီးဆိုတဲ့ရွာရှိပါတယ်။အဲ့ဒီရွာကနေအနောက်ဘက်ကမ်းလီချောင်းတိုင်းတွားရင်စစ်တောင်းမြင့်နဲ့ကမ်းလီချောင်းစုံတဲ့နေရာမှာမြတ်တီပင်ဖျားကုန်းရှိပြီးမြောက်ဘက်မှာကမ်းလီကြီးရွာရှိတာဖြစ်ပါတယ်။အဆိုပါစစ်ကြောင်းဟာကမ်းလီရွာမှာလက်ရှိရောက်ရှိအခြေပြုနေတာဖြစ်ပြီးဗမာစကားမတတ်တဲ့စစ်သားတွေဆိုတော့ဘာလူမျိုးဖြစ်မလဲ။ဘာကြောင့်ရောက်နေရတာလဲ။ ကူညီစုံစမ်း၆လမ်းပေးကြသေးလိုပါတယ်။ဂုံမရန်ရွာကိုစစ်ကောင်စီစစ်ကြောင်းတွေဝင်ရောက်လာပြီးဖမ်းဆီးတပ်ဖြတ်မှုတွေပြုလုပ်နေတာကြောင့်ဒေသခံတွေအားလုံးထွက်ပြေးနေကြရပြီဖြစ်ပါတယ်။ဂုံမရန်နဲ့ကမ်းနီရွာတွေဟာတောင်လူကေတမလီလေတဲ့ရဲ့အရှိတ်တဲတဲမှာတရှိတာဖြစ်ပြီးအကွာဝေးအပြင်ခွန်မိုင်ဝင်းကျင်လောက်သာဝေးကွာတာဖြစ်ပါတယ်။လေတဲ့မိသားစုဝင်တွေကိုနေပြည်တော်ကောင်စီနယ်မြေကိုပြောင်းရွှေ့နေထိုင်ကြောက်အမိန့်ထုတ်ထားတယ်လို့သိရပါတယ်။စေယုံချုပ်စည်းဝေးရတီနီနယ်မြေတောင်မိုင်းနယ်စစ်ဌာနချုပ်နယ်မြေစကိုင်းတိုင်း ြောက်ကျွန်းပေါ်နဲ့မန္တလေးတိုင်းတွင်းကိုကြည်ရည်လေးနှစ်သွဲနဲ့စတေမာလာအတွင်းတပြိုင်တည်းတိုက်စစ်အချိန်မြင့်မဲ့အခြေအနေရှိပါတယ်။ရရက်ကိုကြိုတင်သတ်မှတ်ထားပုံရပြီးလူလက်နဲ့ခေရန်ရိတ်ခါစေဝါများစုပုံထားမဲ့စီမံချက်တွေကိုစစ်တိုင်းမှုများဟာယခုလမကုန်မီစေယုံချုပ်ကိုပြန်လည်တင်ပြရမယ်လို့သိရှိရပါတယ်။ရှမ်းမြောက်ကချင်ချင်းကရင်မွန်းရခိုင်နဲ့ကမ်းရိုးတန်းကိစ္စတွေကိုတော့ထက်တွင်းဆွေးနွေးခြင်းမရှိဘဲစစ်တေရေးအထူးဖွဲ့မှုတွေနဲ့သာတည်တံ့စီမံချက်ရှိနေတယ်လို့သုံးသပ်ရပါတယ်။ ဆိုရင်စစ်ကောင်စီအားအညာမြေလက်ဘကိုးတိုင်းနဲ့မြို့ဝကျွန်းပေါ်ဒေသကိုအာယုံထားနေတာဖြစ်တယ်လို့ယူဆရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာတိုက်စစ်ကညှင့်မဲ့တာကျုံဝါနေတာပါဒီအခြေအနေနဲ့အထက်မြင့်စရာဆိုလို့ဘူချုပ်ကြီးတိုက်ကိုတိုင်းချင်းများတော်ထမ်းပြီးရှေ့တန်းထွက်ဖို့ပဲကြံတော့တာဖြစ်ပါတယ်ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိရင်